ကျွန်တော်မြောက်ဒဂုံမှာတက်ဆင်ထားတဲ့ဒီရဲ့12 kW single phase battery ရတော့ big body အဲ314နှလုံး parallel drive ချိတ်ဆက်ထားတာပါအဲ့တော့ solar jet ကအားလုံးပေါင်းအချက်20ပါအဲ့တော့သူ solar jet တွေကိုခွန်ခွန်6ပေါ့နော်ခွန်ချက် string နောက်ခွန်ချက် string နောက်6ချက်က string ပေါ့နော်ခွန်ခွန်6 အဲ့တော့အားလုံးပေါင်းအချက်20နဲ့3 strings ဆင်းလာတာပါအဲ့တော့ဆိုလာမြေတပင်တွေကတောင်ဘက်ကိုလှည့်ပါတယ်တောင်ဘက်ကိုလှည့်တယ်အမိုးရရဲ့ဒီအဆောင်တိုင်းပေါ့နော်တက်ထားတယ်ဒီကပါပါကင်အမိုးရဲ့အဆောင်တိုင်းတက်ဆင်းလာဖြစ်ပါတယ်အဲ့တော့ဆိုလာအလှည့်တွေကဒီ3 string လုံးက2ပါတယ်။နောက်အဆောင်တွေတွေလည်း2ပါတယ်။ အဲ့တော့ loss ရတွေ့နေရတာက1.22 kW ပေါ့နော် solar တောင်းနေတယ်နောက်ပြီးတော့ဒီဘက်က UPS လောက်ကဘလောက်တောင်းလဲဆို1.16 kW ဒါကတနာရီနဲ့25မိနစ်ပေါ့တနာရီနဲ့25မိနစ်ပါအဲ့တော့ battery ကအားပြည့်နေပေါ့နော် SOC တရားကတော့အားပြည့်နေပြီအတော့က1.16 kW ရှိတယ်ဒါကဘလို့မြင်နေရလဲဆိုတော့ solar က kW ကိုပေါ့နော်လောက်ကတောင်းနေတာပေါ့အဲ့တော့ လောဆယ်ကအပေါ်က operate မိပြတ်နေရောအဲ့တော့ဆိုတာကနေကိုတုံးမဲ့လောက်ကိုပါဝါပေးနေပါအောင်အဲ့တော့ပြောစရာတစ်ခုရှိတာကဆိုလာနဲ့ဒီဘက်ကပေးတဲ့ကီလိုဝတ်နဲ့ဟိုဘက်ကကီလိုဝတ်နဲ့တော့မတူဘူးเนาะဟိုဘက်ကီလိုဝတ်က DC ပါဒီဆိုလာကထွက်တဲ့ဟာ DC ပါเนาะဒီဘက်ကကီလိုဝတ်က AC ကီလိုဝတ်ပါအဲ့တော့ DC နဲ့ AC ကီလိုဝတ်က DC ကီလိုဝတ်ကများမယ်เนาะ AC ကီလိုဝတ်ကနည်းမယ်เนาะသူပါဝါဖက်တာအကြောင်းဒီအင်ဗတာက DC ကနေ AC ကိုပြောင်းလိုက်ချင်မှာပါဝါဖက်တာအကြောင်းအဲ ရရှိမဲ့ AC power က DC တဲ့နည်းပဲပေါ့နော် power factor နဲ့မျှောက်ပါပေါ့နော်အောက်ကတွေ့ရတာက demand year lifetime ပေါ့ဒါဒီနေ့စာ record ပါဘယ်နှစ်ရည်ထိလဲဆိုတော့တနင်္ဂနွေနဲ့26ရက်ထိ record solar and utilization ပေါ့နော် solar နဲ့ utilization solar နဲ့တုံးလာတယ် solar နဲ့တုံးလာတဲ့ဟာတွေပေါ့နော်အပေါ်ကအကွက်က consumption အောက်ကအကွက်က production ပေါ့နော်အပေါ်အကွက်က consumption ဆိုတော့ဘာလို့ဆိုလာလဲဆိုတော့ EPC ကနေ import လုပ်ထားတာ battery 50 55ရာခိုင်နှုန်းပေါ့နော်နောက်55ရာခိုင်နှုန်း battery ကနေထုတ်တုံးလာတာက39ရာခိုင်နှုန်းထုတ်တုံးထားတယ် ပြီးတော့ရှင်ဆိုလာနေ6ရာခိုင်နှုန်းတုံးထားတယ်ပေါ့နော်6ဆိုလာနေ6ရာခိုင်နှုန်းတုံးထားတယ်ဘက်ထရီကနေ39ရာခိုင်နှုန်းတုံးထားတယ် discharge လုပ်ထားတယ်နောက် EVC ကနေ55ရာခိုင်နှုန်းအသွင်းထားတယ်နော်ဒါကတနာဤနဲ့28မိနစ်အတုံးကနေနေတယ်အတုံးကနေဒီဘက်ကအတုံးကနေတယ်တောင်ဆိုလာလည်းအတုံးနေတဲ့အတိုင်းထွက်နေတာပေါ့နော်တကယ်လို့ဒီဘက်ကအတုံး UPS လောက်ကိုနည်းနည်းပို့တုံးလာမယ်ဆိုလည်းဘယ်လောက်ထိထွက်လာမလဲဆိုတာကစမ်းသပ်လို့ရတယ် အဲ့တော့ auger production production export ဆိုတာဘာလဲဆိုတော့ solar နဲ့ပိုးတဲ့ဟာကိုပြန်ရောင်းတာ consumption ဆိုတာဘာလဲဆိုတော့ solar နေဒီ consumption တုံးလိုက်တာပေါ့နော်5%အဲနောက်တစ်ခုက solar နေ battery ကိုတွင်းလိုက်တာက95%အားတွင်းလိုက်တာ95%ပေါ့နော်ဒါ solar production ဆိုတော့ solar ကိုပြောစင်းဖြစ်ပါတယ် ောက်ကကြတော့ပါလဲဆိုတော့ power profile power profile ကြတော့ဒီမှာ slash parameter ဆိုတော့ကြိုက်တဲ့ဟာကိုဝင်ကြည့်လို့ရတယ်ဒီမှာ production ရှိတယ် consumption ရှိတယ် grid ရှိတယ် battery ရှိတယ်ပေါ့နော် production ဆိုပါလဲဆိုတော့အာ solar နေထွက်တဲ့ဟာ production ဆိုတော့ consumption ဆိုတော့ကိုယ့်ရဲ့အသုံးလုပ်ကိုပြောတာပါ grid ဆိုတော့ EPC ပေါ့နော် grid ကိုပြောတာ battery ကျော်ကတော့ဒီမှာ battery ကိုပြောတာအဲ့ဒါကိုကိုကကြိုက်တဲ့ဟာအဟိုကလစ်ထားပြီးတော့ရွေးလို့ရတယ်ဒါကတော့အကုန်ပဲပေါ့နော်ပြီးတော့ရှင် confirm နေမယ် အောက်မှာအဖွဲလေးမြင်နေရပြီမြင်နေတာဟာဟိုဒီလိုဒီလိုကြည့်ရရတယ်ဒီဥစ္စာတွေအကျယ်ရှိအကျယ်ကြည့်မယ်ဆိုတော့ရတယ်နော်အဲ့တော့ပြန်ပြေးတိုင်းမယ်ပြတဲ့ရင်ဘာတော့တည်နေလဲဆိုတော့အမ SOC တရားခံလုံးပြည်နေပါတော့ဒီလိုမျိုးလေးဟိုကွာရွှေ့သွားရဲဆိုရင်လိုမျိုးလေးရွှေ့သွားရဲဆိုရင်သူဒါဆိုညစနေတော့ဒီချိန်တော့ဒါမနက် 3နာရီလို့နှုတ်ရတဲ့ချိန်အမှန်ပါလဲဆိုတော့ကြည့်တော့လို့ရှင်အဲ့ချိန်မှာမိလာပါတယ်မိလာတော့တွေ့ရလိမ့်မယ်မနက်3နာရီပေါ့နော်3နာရီချင်းမိလာသေးတယ်3နာရီ25ကျတော့25တော့ကြောင့်မီးမရှိတော့ဘူးမီးပြတ်သွားတယ်ပေါ့နော်ဘက်တရီကနေသူကသုံးနေပေါ့နော်ဘက်တရီအချိန်မှာချိန်နေတာ55ရာခိုင်နှုန်းပေါ့နော်အဲ့ဒီရေရေရင်းတော့ကြည့်လိုက်မယ်အမှန်ဘက်တရီကသုံးနေတယ် အဲ့တော့မနေ့9ရက်လောက်မှကြာတော့ဘလို့ဖြစ်တာလဲဆိုတော့ PB ကမနေ့ဥစားပေါ့နော်6ရက်တောင်နေစထွက်တာပြီမနေ့9ရက်တော့ကြာတော့1 kW တော့ပေါ့ထွက်လာတယ်ပေါ့နော်မနေ့9ရက်တို့တော့1 kW တော့ထွက်လာတယ်ဘက်ထရီအားသွင်းလာတယ်အဲ့တော့ဘက်ထရီအားသွင်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 းနေဒီဘက်မှာ LTD ရာကလုံး SOC ရာကလုံးကရွှေပြည့်လာတယ်ပေါ့နော်အဲ့တော့ကြည့်လို့ရတယ်ဒီဒီ graph ကနောက်တစ်ခုကဒီက data ပေါ့နော် data တွေနေပဲဆိုရင်ဒါ ဒီမှာလဲ slab parameter ဆိုပြီးတော့အကုန်ရွေးလို့ရတယ်ကြည့်လို့ရတယ်ခုနက graph အတိုင်းပဲကြည့်လို့ရတယ်အဲနောက် graph ခုလဲဒီမှာဒါဒီဥစားတွေဝင်ပြီးတော့ကြည့်လို့ရမယ်အဲဒါအသေးစိတ်ဒီ graph ကိုကြည့်ကြည့်လို့ရတယ် device ကတော့ဘာတွေ့ရမလဲဆိုတော့ inverter ရဲ့ log ကတွေ့ရမယ်ဟာနောက် inverter တွေ့မယ် inverter ကိုနှိပ်ပြီးတော့ကြည့်မယ်ဆိုတော့ inverter ရဲ့ချက်လက်တွေတွေ့ရမယ်အလက်ရှိပေါ့နော်လက်ရှိလက်ရှိဆိုတာက ီ application တွေက wifi data နေလာတယ် server နေလာတာဖြစ်တဲ့အတွက်သူတော့လည်းဆိုတော့5မိနစ်တခါလေးကျ3မိနစ်လောက် delay ဖြစ်တယ် battery life ဆိုဒီတရားကလည်းတော့တွေ့ရဆိုရင်ဒီ application မှာ99ရာခိုင်နှုန်းတော့တွေ့တွေ့မှာသူအားဖြစ်နေတဲ့အချိန်မှာသွားပြီးတော့ data ယူထားတာဖြစ်နေတယ်အဲ့တော့နည်းနည်းလေး qual ဟမှုတော့နည်းနည်းရှိတယ်ကို application ကြည့်ရဆိုတော့နော် အဲ့တော့ပေါ်ဟာက DC PP ဟို3 string ဝင်နေတာသူတို့ဝင်နေတာဟာက400 400ဒီဘက်က300ဆိုတော့ထွက်တယ်ပေါ့နော်1 2က8ချက်စီတတ်ထားတာ3က6ချက်တတ်ထားတာပေါ့နော်ဒါတော့သူ့ရဲ့ဒေတာ AC က loss ဘယ်လောက်ထွက်တယ်ဆိုတော့4.9 MB လောက်ဆိုရတယ်နော်အလုပ်က1.2 kW လောက်သုံးနေတယ်နောက် physics information ကတော့ site ရဲ့ number တွေပါရင်းရတယ်ပေါ့နော်။နောက် version ဘယ်လောက်ဆော့ဝဲ version တွေဘယ်လောက်လဲပေါ့နော်။ ်အားရှင်းနေရဘလောက်လေးဒီမှာတွေ့ရမယ်နော်ပါဝါဂရစ်ပါဝါဂရစ်ဆိုတာမီလာလို့ရှင်ဒီမှာတွေ့ရမယ်ဘိုအားဘလောက်နဲ့ဝင်နေတယ်ဆိုတာဒီမှာတွေ့ရမယ်နောက်တစ်ခု electrical consumption ဆိုတာကိုသုံးနေဟာပေါ့ကိုသုံးနေတဲ့အင်းရဲ့အလုပ်အဲလောက်က1.16 kW သုံးနေတယ်လောဆယ်ပေါ့နော်ဘက်ထရီဘက်ထရီရဲ့အခြေအနေကိုလည်းဒီမှာလာကြည့်လို့ရတယ်ဒါက live ပုံစံနဲ့ကြည့်လို့ရအောင်ဟုတ်နော်ကိုဖွင့်လိုက်တဲ့အချိန်မှာတွေ့ရ data ကိုဝင်မြင်ရတယ်ဟာအဲ့တော့အကျွေးနဲ့လည်းနည်းနည်းကွာဟာမှုရှိမယ် နောက်တစ်ခုက BMS BMS တွေပေါ့နော် BMS ဥစ္စာနောက် temperature ဒီဘက်ကတော့ generator တကယ်လို့အာသုံးမယ်ဆိုရင် generator ကိုသုံးမယ်ဆိုရင် generator ချလိုက်တွေ့အောင် UPS လောက် UPS လောက်ကတော့ဒီမှာပေါ့နော်အဲ့တော့နောက်က quick setting တို့ professional setting တို့ကတော့ installer သမားတွေချိန်ပေးမှာပေါ့နော်အဲ့ဒါတော့ဒီမှာ professional setting ကိုဝင်လိုက်ပြီဆိုရင် installer တွေ့ရမယ် user တွေရောဒါတော့တွေ့ချင်မှတွေ့ပါဘူးနော်တကယ်လို့ပေး permission ပေးထားမှဒါတွေတွေ့ရမယ် permission မပေးထားတာတွေမတွေ့ရဘူး local လေးမှာပေါ့နော် local ကို wifi ချိန်တာပေါ့ဆိုတော့ user တော့ wifi local ကို wifi ချိန်လို့ရတယ် local ကို delete လုပ်တာပေါ့ဆိုတော့ installer က permission ပေးရင်လုပ်လို့မရဘူးအဲ့တော့ dl cloud ကိုပေါ့နော် user တယောက်နေနဲ့ဘယ်လိုဝင်ကြည့်လို့ရမလဲအချက်လက်တွေကဘာတွေရှိလဲအဲ့ဘယ်လိုကြည့်ပြီးတော့ဒီအချက်လက်တွေကိုနားလည်အောင်လုပ်မလဲဆိုတာရှင်းပြပေးတာဖြစ်ပါတယ်အခုလိုအဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်